လူဆိုတာတနေ့သေးမှာပဲအဲ့ဒီတနေ့သေးမဲ့လူချင်းမှာဘာဟာကိုအတွက်အခြေချဆောင်လို့ဆိုစီဝိတသင်္ခယမိအသက်သေဆုံးနေတဲ့အချိန်အသက်ကုန်ခန်းသွားလို့ဆုံးသက်သွားတဲ့အချိန်လေးမှာပုံညာကိုလှုပ်ထားတဲ့ကုသကောင်းမှုကဒုက္ခချမှာပုံတွေပဲအာကိုရှိတယ်လေ ငါမှာဒါနကုသိုလ်ရှိတယ်ငါမှာသီလကုသိုလ်ရှိတယ်ငါမှာကမ္မထဘာဝနာတွေပွားများထုတ်တယ်ဘယ်နှစ်နှစ်ငါကျင့်ထားတယ်ဆိုရင်ငါဘာတွေလှူထားတယ်ဆိုရင်ဒါနကောင်ငါဘယ်လိုသီလတွေစောင့်တည်တယ်ဥပုံတွေစောင့်တည်တယ်စသဖြင့်ကိုလှုပ်ထားတဲ့ကုသကောင်ပေါ့တေခန်ဒီကိုတယောက်တည်းသွားရတော့မယ်ဆိုတဲ့အချိန်လေးမှာတကယ်ကိုစိတ်ကျေနပ်စရာကြီးဖြစ်တယ်ဒီလိုဆိုတာเนาะအဲ့ဒါကြောင့် အဲ့ဒီအချိန်မှာလူတွေကအားအငယ်ဆုံးပဲအားငယ်ဆုံးအဲတချို့ဆိုလို့ရှိရင်စပါစကင်ဆာယောဂတည်တော့မယ်ဆိုတာလူတွေဟာတချို့ကြတော့မသိအောင်ဖုံးထားကြမသိအောင်ဖုံးထားအဲမသိအောင်ဖုံးထားတာကောင်းသလားလို့ဆိုလူမှာတတ္တိကိုစရတဲ့ဝိထားဝိထားတနည်းသိမယ်ဆိုတာကိုဝိထား က်ဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်းပါပဲတေတာကိုရဲရဲဝံသိနိုင်အောင်ကြိုးစားတာရှိတယ်ဒါကြောင့်မို့ယသဗျာပုံဉ္ဇံဒုက္ခဇိဝိတသင်္ကေကုသိုလ်ကောင်းမှုတွေအားကိုးလိုက်